လုံးထက်ရည်ညီမလေးအမအပြင်သွားရအောင်လေမမလိုက်တော့အောင်ညီမလေးဖတာပဲသွားလိုက်တော့ဟာအမကလည်းဘာတွေဖြစ်နေရလဲတက်ပြင်းနေပါချလို့ပြည်တွင်းမှာငွေသွင်းငွေထုတ်တွေကန့်သက်ခံရတာနဲ့ကုငွေတောင်းကိုကောင်းကောင်းထုတ်မရလို့အမတော့စိတ်ညစ်နေပြီထက်ရည်အဲ့ဒါဆိုညီမတို့တုံးနေ SDB ဘဏ်ကိုပြောင်းသွင်းကြည့်ပါလားအမ။ तू ကဒီစနော်လိုက်ကိုအခြေခံထားတာကြောင့်ကိုထည့်ထားတဲ့ငွေကကိုငွေလို့ပြောလို့ရတယ်။နောက်ပြီးတော့အချိန်မရွေးငွေထုတ်ငွေတင်တဲ့လုပ်လို့ရသေးရဲ့ STP ban ဆိုတာဘာကြီးလဲညီမလေးစိတ်ခေါ်ချရပါမလားအမောင်ရှင်းပြပေးပါဦး STB ban ဆိုတာကထပ်တွင်ຫນွေဥတော်လိုင်းရင်းနဲ့တူပြည်သူတွေရဲ့ရင်းနှီးရနေပတ်ခွာလာတဲ့ ban တစ်ခုပဲလေ။အာသူ့ NGO အစိုးရကလည်းတရားဝင်သိမ်းမှတ်ပြုထားတာမလို့လုံခြုံစိတ်ချစွာနဲ့အသုံးပြုလို့ရတယ်ပေါ့နော်။အဲ့ဒါဆိုအကောင့်ဖို့မှုအတွက်ရောဘာတွေလိုအပ်သေးလဲပြောပြပေးပါအောင်နော်ညီမလေး။ ် email ရှိရုံနဲ့အကောင့်ဖွင့်လို့ရတယ်နော် STB bank ကကိုယ့်ရဲ့ information တွေကိုဘာတစ်ခုမှတောင်းထားမဟုတ်လို့ကိုယ်ဘယ်သူဘယ်ဝါမှမသိပဲစိတ်တိုင်းကြအသုံးပြုလို့ရသေးတယ်မှဒါအပြင် STB bank ကနေပြီးတော့လေငွေကြေးစံမျိုးအတီလက်ခံပေးထားသလိုအာ saving လုပ်ထားရင်လည်းအတွန်းတော့73000ခိုင်တော့အထိရနိုင်သေးတယ်။ရွှေဆွေးရတာဝါသနာပါတဲ့သူတွေအတွက်ရွှေဝယ်ဆုလို့ရနိုင်အောင်စီစဉ်ထားပြီးတည်တယ်မှဒီလောက်တော့စုံနေမှာတော့သုံးချင်သွားရင်ဒီမှာလေးအမအခုပဲအကောင့်ဖွင့်လိုက်တော့မယ်နော်။ ။ကဲခုကြည့်နေတဲ့သူတွေလည်းချက်တို့ပြောတာတွေကိုစိတ်ဝင်စားပြီးအကောင့်ဖွင့်ခြင်းနဲ့ဆိုရင်တော့ www.sovereigndevelopmentbank.com မှာသွားပြီးတော့အကောင့်ဖွင့်လို့ရပါပြီ။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။